မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ12ရက်နေ့ရက်ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ကျမကတော့မမှုပါရှင် KNU ပခိုဌာနချုပ်ရုံနမ်မြေအနည်းကိုစစ်ကောင်စီကအသေးခံ drone 9စီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်စစ်ကြောင်းထိုးသွားလို့အင်အားနှဲနေချိန်မှာပြူစောတိအထိုင်စခန်းကို PDF ကဝင်ရောက်စီးနင်းခဲ့ပါတယ်နိုင်ငံတော်ပန်အမေခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့ဆုတောင်းရုတ်တံတောင်းချီကိုစုဆောင်ပြီးတော့ဂင်းနစ်စံချိန်တင်ဖို့စူးစမ်းနေကြပါတယ်။ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိဇေယဝတီမြို့ဘူတာယုံတကြဆက်နဲ့စာကုန်းကိတုမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်မှုမှာစစ်တပ်ဗမာ၄ဦးသေဆုံးပြီးကားနှစ်စီးသိမ်းဆီးရရှိခဲ့ပါတယ်။တဲကုန်းမြို့မှာထွက်လာတဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားနှစ်စီးကိုမိုင်းဆွဲတိုက်ခိုက်မှုမှာစစ်တပ်ဗမာ၃ဦးသေဆုံးသွားပါတယ်ရှင်။ ဒီသတင်းလေးနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းဒီပုံအနေနဲ့ကရင်ပြည်နယ် KNU တပ်မဟာခွန်နယ်မြေ KNU ဘဟုဌာနချုပ်နယ်မြေအနီးကိုစစ်ကောင်စီကအသေးခံ drone 9စီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU သတင်းရင်းမြစ်ကပြောဆိုပါရယ်။မနေ့ကဇွန်လ17ရက်နေ့ည12နာရီဝန်းကျင်အချိန်မှာစစ်ကောင်စီတပ်ကအသေးခံ drone 9စီးနဲ့ KNU တပ်မဟာခွန်နယ်မြေ KNU ဘဟုဌာနချုပ်ရုံအနီးကိုအသေးခံ drone 9စီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အသေးခံဒရုန်း9စီးထဲမှာ5စီးပောက်ကွဲခဲ့ပေမဲ့လူထိခိုက်မှုမရှိကြောင်းလည်းသိရပါဗျ။ KNU ပဟိုဌာနချုပ်နေမြေကိုအသေးခံဒရုန်း9စီးနဲ့ပုံကျဲတယ်။၅လုံးပောက်ကွဲတယ်။လူတော့ထိခိုက်မှုမရှိဘူးလို့ KNU သတင်းရင်းမြစ်ကပြောဆိုပါဗျ။ KNU ပဟိုဌာနချုပ်ယုံကိုစစ်ကောင်စီက drone နဲ့ပုံကျဲမှုမှာယခုအချိန်ဆိုရင်၃ချိန်မြောက်ဖြစ်ပြီးတော့ယခုနှစ်ဇန်နဝါရီလနဲ့2024ခုနှစ်အောက်တိုဘာလအတွင်းကလည်း၂ချိန်အသေးခံ drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့မှုပါတယ်။ ယခုနှစ်ဇန်နဝါရီလ31ရက်နေ့က KNU ကရင်အမျိုးသားအစည်းအရုံးတက်မဟာခွန်နဲ့မြေ KNU ဌာနချုပ်ရုံကိုကာမီကာစီအသေးကန် drone နှလုံးတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးအရက်သားတအူးဒဏ်ရာရရှိခဲ့ပါတယ်2024ခုနှစ်အော်တိုဘာလ22ရက်နေ့နနက်10:00နာရီဝန်းကျင်အချိန် KNU တမဟာခွန်နေမြေကရင်အမျိုးသားလွတ်မြောက်ရေးတမရော KNN နေပဟိုဌာနချုပ်ရှိရာနေရာကိုကာမီကာစီ drone လေးစီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ပါရရှင်။ နောက်ထပ်သတင်းဒီပုံအနေနဲ့မကွေးတိုင်းပခုတ်ကူမြို့နယ်အနောက်မကြီးကန်ရွာမှာတက်ဆွဲနေတဲ့ပြူစောတိနဲ့စစ်ကောင်စီပူပေါင်းတပ်ဖွဲ့တွေကိုဒေသကာကွယ်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာ၅ဦးသေဆုံးခဲ့တယ်လို့အညာမြေတပ်ပေါင်းစုထံကနေသိရပါဗျာ။အင်အား90ခန့်ရှိတဲ့အနောက်မကြီးကန်ကျွာကပြူစောတိအထိုင်စခန်းကိုဇွန်လ10ရက်နေ့မနက်9:00နာရီခန့်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တနအီခွဲကြာတိုက်ပွဲဖြစ်ပွားခဲ့ကကြေးရွာအတွင် ပြူစောတိဘန်ကာ၃ခုအထိ သိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဘန်ကာရီတဲတိဝင်ပြီးပြီးနောက်ဘန်ကာကျမှပြန်ပြီးတော့လက်လွတ်လိုက်ရတာ။ငါးယောက်ကတော့ပြင်ရင်ခိုင်ရင်နဲ့ရှေ့တင်မဲ့တေကုံတာ။တနတ်ကတော့မကောင်းနိုင်ဘူး။အပြန်လန်ပြစ်ခတ်နေတဲ့ဂျာတဲ့ဆိုတော့လို့အညာမြေတက်ပေါင်းစုပြန်ကြရေးတာဝန်ခံကိုဘူဘူတန့်စင်ကပြောပါတယ်။အနောက်မကြီးကရွာဟာစစ်ကောင်စီတပ်နဲ့ပြူစောတိပူပေါင်းအင်အား120ဝန်းကျင် ရှိတဲ့ရွာဖြစ်ပြီးတော့အနီးဝန်းကျင်ကဘဲကြီး ရှင်မကအောင်သာ ညစ်ချေစားတဲ့ရွာတွေကလည်းပြူစောတိအားကောင်းတဲ့ရွာတွေဖြစ်တာကြောင့်တိုက်ခိုက်ဖို့ခက်ခဲတဲ့ရွာဖြစ်ကအဲ့ဒီရွာတွေကစစ်ကောင်စီနဲ့ပြူစောတိပူပေါင်းတပ်တွေကပေါင်းနယ်အတွင်ဝင်ရောက်စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လိုက်ပါသွားလို့အင်အားနည်းနေချိန်မှာဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တာလို့ဆိုပါတယ်အချံတွေပဲကြံလား ဒီအချံတွေကိုဝင်လုံးရင်းနဲ့အ ਨੇ နဲ့အများတယောက်မှမရဘူးဆိုရင်တော့သူတို့ရှေ့ကနေတွားနေတဲ့လူတွေကိုအ ਨੇ ဆုံးစိတ်မသက်မသာအောင်စိတ်ဒုက္ခပေးနိုင်တဲ့အဆင့်ကိုလောက်တာအဲ့ဒီအဆင့်ထက်ကျော်ပြီးတော့ငားလောင်းရခဲ့တဲ့အတွက်အကျိုးမြတ်များများရခဲ့တာပေါ့လို့အဲ့ဒီတာဝန်ခံကပြောပါတယ်တိုက်ခိုက်မှုဖြစ်ပွားနေချိန်မှာပခုတ်ကူတက်မတရားတက်ကစစ်အင်အား60ဝန်းကျင်ပါတဲ့ကား3စီးခန့်နဲ့ဘဲကြီးနဲ့ အောင်သာရွာကပြူစောတိတွေစစ်ကူလာရောက်ကြတာကြောင့်ဘန်ကာ၃ခုသာတိမ့်ပိုက်နိုင်ခဲ့က ပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိခဲ့ကလက်နက်ခင်ရန်ရရှိမှုမရှိဘဲပူပေါင်းတပ်တွေဘက်ကလည်း၂ဦးမစိုးရိမ်ရာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ပွဲကိုအညာမြေတပ်ပေါင်းစုနဲ့အတူအေယာတောင်းတပ်ဖွဲ့နဲ့နယ်စည်းမချ PKU PPDF ကိုရီခဲနဲ့ဗလာညီနောင်ခေါင်းဆောင်လူငယ်ပျောက်ကြားတက်ခွဲ YGF ဝင်းပလီပျောက်ကြားတက်ခွဲ Goof Out မြိုင်မုံတိုင်းပျောက်ကြားတက်ခွဲ DYT ပျောက်ကြားတက်ခွဲ21ဘကန် BLY ပပါကဖာတခင်ဖိုးလာကြီးမကွေးခရိုင်ပါကဖာတက်ခွဲ6ဘာမာ Revolution Ranger PLO ပျောက်ကြားတက်ခွဲတို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်။ ဆလဘီနိုင်ငံတော်အတိုင်းအမခါပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်အသက်80နှစ်ပြည့်ဝင်းနေအတွက်ဝင်းနေစုတောင်းရုပ်တံတောင်းချီကိုဆုဆောင်ပြီးတော့ဂင်းနစ်စံချိန်တင်မဲ့လှူရှာမှုမှာပါဝင်ကြဖို့ဒေါက်အောင်ဆန်းစုကြည်တားအငယ်ဖြစ်သူခင်အရီနဲ့အတူအမှုပညာရှင်တချို့နဲ့တော်လိုင်းအင်အားစုတွေကလက်တွဲပြီးစော်အော်နေပါတယ်။ ဇွန်လ19ရက်နေ့မှာကြာရောက်မဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာမွေးနေ့ဆုတောင်းရုပ်တံ8000ကျော်ဆုဆောင်ပြီးဂင်းနစ်စံချိန်ချိုးဖို့ကြိုးစားကြတာလည်းဖြစ်ပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘကိုးတိုင်းဖြူးမြို့နယ်ရန်ကုန်မန္တလေးလမ်းဟောင်းမှာရှိတဲ့ဇေယဝတီမြို့ ဘူတာယုံတကြားဆက်နဲ့စာကွန်ဂိတ်တို့မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ၄ဦးသေဆုံးပြီးတော့ကာနစီသိန်းစီရရှိခဲ့ကြောင်းဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖမှတာဝန်ရှိသူတူကပြောပါရယ်ဇွန်လ၁၀ရက်နေ့ ည9:45မိနစ်အချိန်ပဲခူးတိုင်းတောင်ငူခရိုင်ဖြူမြို့နယ်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ဇေယဝတီမြို့ဘူတာယုံနဲ့ဇေယဝတီမြို့အရှိတ်တကြားဆက်တို့မှာကင်းမုံချထားတဲ့စစ်ကောင်စီတပ်သားတွေကိုဖြူမြို့နယ်ပါကဖတိုက်ခိုက်ရေးအဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပါအလာဒူဇေယဝတီမြို့တောင်ဘက်မှာရှိတဲ့စစ်ကောင်စီတပ်ဆွဲထားတဲ့စာကွန်ဂိတ်ကိုဖြူးမြို့နယ်ပါကဖဒရုန်းအဖွဲ့ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်သားလေးဦးသေဆုံးပြီးတော့နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။ ဇယဝရီမျိုးဘူတာယုံနဲ့တကြားဆက်ရှိစစ်တပ်ကိုဖြူးမြွနဲ့ပါကဖတိုက်ခိုက်ရေးအဖွဲ့ကဝင်ရောက်ပစ်ခတ်ချိန်မှာစစ်ကောင်စီတပ်သားများထွက်ပြေးသွားသဖြင့်သူတို့စီးနင်းလာတဲ့အိစီကနှစ်စီးကိုဖြူးမြွနဲ့ပါကဖအဖွဲ့မှသိမ်းဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဖြူမြွနဲ့ဇေယဝရီမြို့ပေါ်မှာရှိတဲ့ဘူတာယုံနဲ့တကြားဆက်မှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်တွေကအကြမ်းဖက်တပ်သားစုဆောင်ခြင်းပြည်သူများထံမှငွေကြေးများကိုမတရားတောင်းယူခြင်းတွေကိုပြုလုပ်နေကြ စစ်တပ်ကအကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နိုင်ရတဲ့အကြမ်းဖက်အင်အားစုစုဆောင်ရမှာအတုံးပြူရန်အင်စည်းကားတွေကိုစစ်ကောင်စီမှအသွင်ပြောင်းယူထားသူဇေယဝတီတရားဆက်ယုံမှာဆက်ယုံမှုဒုဆက်ယုံမှုတွေကကူညီပေးထားကြောင်းဖြူးမြူနယ်ပါကဖကပြောပါရရှင်နောက်ဆုံးသတင်းဒီပုံအနေနဲ့ဘကိုးတိုင်းတဲကုံမြို့မှာထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားနှစီကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဗမာ၃ဦးသေဆုံးခဲ့ကြောင်းပြည်ခရိုင်ပကဖမှတာဝန်ရှိသူတို့ကပြောပါရတယ်။ ဇွန်လ17ရက်နေ့နနက်10:55မိနစ်ဝန်းကျင်မှာတဲကုန်းမြို့မှာထွက်လာတဲ့အင်အား90ခန့်ရှိတဲ့အကြံဖတ်စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားနှစ်စီးကိုတော်လန်ရေးရဲဘော်တွေကရုံပင်းတက်ကျေးရွာအနီးမှာရှိတဲ့ဆယ်မြောင်းရေလွတ်ပေါင်ပေါက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာအကြံဖတ်စစ်ကောင်စီတပ်သား3ဦးပွဲချင်းပြီးတေဆုံးခဲ့ပြီး17ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရပါဗျ။တဲကုန်းမြို့က ထွက်လာတဲ့အင်အား90ခန့်ပါတဲ့စစ်ခွေကား2စီးကရုံပင်တက်ဆယ်မြောင်းရေလွတ်ပေါင်ကိုရောက်ရှိလာတော့ကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့တွေကမိုင်း3လုံးနဲ့ဖိုခနောက်ဆိုင်တောက်မှာအသင်းဆောက်ဆိုင်နေရာယူပြီးတော့မိုင်းခွင်းနဲ့အရောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါစစ်ခွေတောင်းကောင်နေရာမှာပဲတည်ဆုံနေရှစ်ကောင်ကတော့အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ခရိုင်ပကဖမှတာဝန်ရှိသူတို့ကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုတဲကုံမြို့နယ်ပကဖအပွဲနဲ့ ပေါင်းနီမြို့နယ်ပါကဖအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။